မှန်နယ်ဇက်ကမဲရဆေးကန်းရံပုံကိုရရှိရတဲ့အတွက်ဘန်ကောက်ကနေမဲဆောက်ကို work from home လမ်းလျှောက်ကမ်ပိန်းပြုလုပ်သူစင်ကာပူနိုင်ငံသားကျော့ရှူဟွာအနေနဲ့မတ်လ28ရက်နေ့မှာတော့မဲဆောက်ကိုရရှိခဲ့ပြီဖြစ်ပါတယ်။မတ်လ16ရက်နေ့ကစတင်ခဲ့တဲ့အဲ့ဒီကမ်ပိန်းဟာအမေရိကန်ရဲ့နိုင်ငံတကာအကူအညီဖြတ်တောက်မှုကြောင့်တက်ရောက်မှုရရှိလာတဲ့မဲရဆေးကန်းအတွက်အကူအညီရရှိအောင်ဒီကမ်ပိန်းကိုပြုလုပ်တာဖြစ်တယ်လို့ကျော့ရှူဟွာကအခုလိုပြောပါတယ်။ When I heard that you know this same clinic is going to be having even more people because some of the facilities in the vicinity are closed down already, as well as less funding because some of the international aid is being cancelled or postponed or frozen. I thought that you know, it would be very important to keep the whole facility running at full capacity because we shouldn't need to prioritize you know, what is the less important healthcare and what is more important healthcare. So that, that was really the impetus for my decision to embark on this journey. ကျော့ရှူဟွာအနေနဲ့ဘန်ကောက်ကနေမဲဆောက်အထိကီလိုမီတာ900လမ်းလျှောက်ကမ်ပိန်းကိုမူလက25ရက်နေ့အပြီးရှောက်နိုင်ဖို့ရည်မှန်းချပေမဲ့လန်ခီပင်ပန်းမှုနဲ့ခြေထောက်တန်ရာရရှိမှုတွေကြောင့်မတ်လ28ရက်နေ့နေ့လယ်ချိန်မှတတ်မှတ်ထားတဲ့မေရော်စည်းကမ်းကိုရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီလမ်းလျှောက်ကမ်ပိန်းကနေရရှိလာတဲ့အလူငွေတွေအလုံးကိုမေရော်စည်းကမ်းအတွက်ရာနှုန်းပြည့်လူသားမှဖြစ်ပြီးတော့မျော်မှန်းထားတဲ့အလူငွေတွေဟာတတ်မှတ်ရက်အတွင်း89တသမာနေ့ရာဂိုင်းတော့ရရှိထားတာဖြစ်ပါတယ်။ အခုလို Josh Hurry လှုပ်ဆောင်ချက်ကနိုင်ငံတကာနဲ့ကြားမာရေးအဖွဲ့အစည်းတွေပုံမပူပေါင်းလာဖို့အတွက်မိမောင်းထိုးပြရာရောက်တယ်လို့မေရိုစေကန်တီထောင်သူဒေါက်တာစင်တီယာမောင်ကပြောပါတယ်။သူကတော့ဒီလူငယ်တယောက်နေနဲ့ပေါ့နော်ဒီကြားမာရေးဆိုင်ရာလူအခွင့်အရေးနဲ့လူသားချင်းဆိုင်ရာစာနာမှုတွေနော်တော့ဒီကြားမာရေးစနစ်ကြီးကောင်းမွန်လာဖို့အတွက်ကိုနော်ဒီ နိုင်ငံတကာရောဒေသတွေမှာရှိတဲ့ဂျမိုင်းအဖွဲ့အစည်းတွေအားလုံးပူးပေါင်းဆောင်ရွက်ရမယ်အကြောင်းအရာတွေကိုသူကမိမောင်းထိုးပြသွားတာလို့လည်းကျွန်တော်ယုံကြည်ပါတယ်အဲ့ဒီပုံမှာเนาะဒီသူ့ရဲ့ဟိုဟိုစီယုံပလက်ဖောင်းမှုနဲ့သူ့ရဲ့အမျှော်အမြင်ပေါ့เนาะဒီကွန်သူ့ရဲ့တာဝန်ယူမှုကိုလည်းကျွန်တော်လေ့စားတဲ့အခုံယူတဲ့သူသဖြင့်တော့အမှုငယ်တွေကြားရမှာပေါ့เนาะ ပြီးကြတဲ့နှစ်ကလည်းဂျော့ရှူဟာစင်ကာပူကနေဘန်ကောက်ချီကီလိုမီတာ2000ခီးကိုစင်ကာပူဒေါ်လာ9000ရဖို့စက်ပိန် CV ကမ်ပိန်းတစ်ခုပြုလုပ်ခဲ့ပါသေးတယ်။အခုနောက်ဆုံးပြုလုပ်တဲ့လမ်းလျှောက်ကမ်ပိန်းမှာလည်းအလွန်ငယ်တွေဆက်လက်ထည့်ဝင်နေသူတွေရှိသေးတယ်လို့သိရပါတယ်။